အားလုံးပဲမင်္ဂလာပါဓမ္မတုဒ္ဓမြဝရချင်းနေကနေပြန်လဲကြိုဆိုပါရယ်ဓမ္မတုဒ္ဓမြဝရချင်းနေကဆိုလို့ရှိရင်ဓမ္မရေးရဖြာဖြာတုဒ္ဓရေးရဖြာဖြာတွေကိုပုံမှန်မြဝေပေးနေတာပဲဖြစ်ပါတယ်ဒီကနေ့မြဝေသွားမှာကတော့ဗုဒ္ဓဘာသာတို့ရဲ့ဗုဒ္ဓဘာသာဆိုင်ရာမှာ မရှင်းလင်းတဲ့မင်းမြန်းလျှောက်ထားမိချက်တဲ့မိကွန်းတွေကိုဆရာတော် ပဒနာဒီလောကတာယာရဝေထွန်းကရှင်းရှင်းလင်းလင်းပြန်လဲဖြေကြထားတဲ့ဖြေကြချက်တွေကိုမျှဝေသွားမှာဖြစ်ပါတယ်။မော်လမြိုင်မြို့ကမြို့မြင့်ကမိ мян ချောက်ထားလာပါတယ်။ဩကာသကရောကံအဆုံးစုတောင်းရမှာတဲ့။ဇန်တရားမတရားလို့ဇန်တရားကိုထည့်ပြီးတော့စုမထောင်းရဘူးလားဖရာတဲ့။ဒီမွန်းကွန်းကိုဆရာတော်ကဒီလိုမျိုးဖြေကြထားပါတယ်။ဩကာသကရောကံစုတောင်းပိုင်းမှာတဲ့။ ပဲစုလို့စုဆိုပြီးတော့နှမျိုးရှိပါတယ်ပဲစုပိုင်းမှာအပဲလေးပါကတ်သုံးပါစတဲ့မလိုလားအပဲရှားအပ်တဲ့စုများကိုတောင်းရပါတယ်လိုစုနေရာမှာမတရားဖို့တရားနိဗ္ဗာန်တရားတော်များဟုတဲ့လောကုတ္တရာစုကိုသာ တောင်းရပါတယ်ဇန်တရားမှာလောကီတရားဖြစ်တဲ့အတွက်ရင်ကိုဆူတောင်းတဲ့ထဲရလျင်လူစည်းစိမ်နတ်စည်းစိမ်တို့ကိုရရှိပြီး၍ စသည့်ဇန်တရားရဲ့ရှိကထရမလို့ဖြစ်နေပါတယ်။ဒါကြောင့်ရှေးရှေးဆရာမြတ်တို့ကကရော့ကမ်းမှာလောကုတ္တရာဆူတောင်းကိုသာထဲပေးခြင်းဖြစ်ကြောင်းမှတ်သားသင့်ပါတယ်။ တန်တွင်းမျိုးကဦးအေးဖီကမင်းမြန်းလျှောက်ထားလာပါတယ်။ဆရာတော်များထံမှတဲ့ကျူတင်စီကံနေထိုင်ခြင်းမရှိဘဲဒုံလဝယဟန်ခံခာနီးမှလာရောက်ယဟန်ခံသူတို့အကျိုးအပြစ်ဘလို့ရှိပါသလဲဖရာဆိုတဲ့မိကွန်းကိုဆရာတော်ကဒီလိုပြန်ပြီးတော့ဖြေမိန့်ထားပါတယ်။ယဟန်မခံမီက တာမဏိဝိယတိယဆန်ချတာသင်္ကန်းတောင်းတာတရဏဂုံခံယူခြင်းတို့အတွက်ကြိုတင်တင်ကြားရေးယဟန်ဘဝ၌နေထိုင်ခြင်းပစ္စည်းဝေခနာဆင်ခြင်းမှုဒေသနာခံဒေသနာကြားမှုစသည့်ကြိုတင်တင်ကြားရေးတို့လိုပါတယ်အဲ့ဒီအတွက်ယဟန်မခံမီတပတ်ခံတင်ကြားနိုင်မှုလိုအပ်ပါတယ်ဒီတိမတ်လေးလာဝယ်တွေကိုမတိမတ်မလေးလာပဲယဟန်ဘဝကိုရောက်လျင်ပစ္စည်းဝေခနာမဆင်ခြင်းနိုင်မှာ ီလိုမစင်ကျင်မဲ့သုံးဆောင်၍ပရိဘောဂဖြစ်တာတင့်တဲ့အာဘတ်ကိုဖြေကြားရလိုအပ်ခြင်းတို့ကြောင့်အပြစ်များဝယ်ရှိပါတယ်။နောက်မိကွန်းတစ်ခုကတော့မလွန်စခန်းကမဝင်းကမေးထားတာပါ။ဒိဋ္ဌိသက္ခုဓမ္မသက္ခုညာနသက္ခုဗုဒ္ဓသက္ခုတမဏသက္ခုသက္ကနာဖုတိတံဗုဒ္ဓောဘဝတ္တိဆိုတဲ့ငယ်စဉ်ကမိခင်သင်ပေးထားတဲ့ဂါထာဖြစ်ပါတယ် နှုတ်တဲ့ရနေဒီကိုရေးတတ်တယ်လို့မှန်းဆရေးသားခြင်းဖြစ်ပါ၍တီးခံဖတ်ရှုပြီးပြင်ဆင်လျက်အနက်ပေးပါဖျားဆိုတဲ့မင်းများလျှောက်ထားချက်ကိုဆရာတော်ကဒီလိုဖြေမိန့်ထားပါတယ်။ ဂါထာမှာမြတ်စွာဘုရားရဲ့ဆက်ခုတော်၅ပါးကိုဖော်ဆိုပြီးတော့မိမိဥထိတ်ထနိုင်ပြင့်သောအတိတ်ပဲပေါ်လွန်ပါတယ်။သို့သောဆက်ခုတော်အစင်မမှန်ခြင်းပါဠိမမှန်ခြင်းတို့ကြောင့်ပြင်ဆင်ရေးသားပြီးတော့အ내ပေးလိုက်ပါတယ်။အစာထိုးကြမှတ်ရွတ်ဆိုပြီးတော့နေ့စဉ်ဘုရားရှိခိုးတိုင်းဘုရားပြင့်မှာမျက်စိမုံမွေ၍အမြင်အားနည်းသူများအထူးရွတ်ဆိုသင့်ပါတယ်ဆိုပြီးတော့အ내ကိုပြင်ဆင်ပေးထားတာကိုတွေ့ရပါတယ်။နောက် မိခွန်းတစ်ခုကတော့ကြောက်ပြောင်းမျိုးကတကာမောင်တိုက်ကမိလျှောက်ထားတာပါတန်ကိကအကြောင်းကိုရစ်စဲချရာ၌သုံးဆွဲသူယဟန်များအပြစ်လွတ်အောင်ခြေမစီပဲနင်းရ၎င်းကိုအင်ကအစိတ်အပိုင်းများနဲ့ထိ၍၎င်းအလိုရှိတိုင်းချမ်းသာစွာသုံးဆောင်တော်မူကြပါလို့ထဲသွင်းရစ်စဲချခြင်းတည်မတည်နဲ့ကတဘာဖျားရှင်လက်ထက်မှာတန်ခိကအကြောင်းကိုမယုံမသိသုံးဆွဲမိတဲ့ယဟန်တစ်ပါးနဲ့ ဥပဒကတအူတို့ဘလူးဖြစ်ကြတယ်ဆိုတဲ့စကားနဲ့ညီညွတ်မှုရှိမရှိ သိလို့ပါတယ်ဖရာဆိုတဲ့မေးမြန်းလျှောက်ထားချက်ကိုဆရာတော်ကဒီလိုဖြေမိန့်ထားပါတယ်အာကတာကတာတန်ခိကကျောင်းရေဆက်ချရမှာကပိယယဟန်သာမဏေတို့ဖြင့်၎င်းလူတို့ဖြင့်၎င်းကိုအင်္ဂါအစိတ်တို့ဖြင့် တွေ့ထီ၍သုံးဆောင်ခြင်းက၎င်းမစေးမကြောအကုံနဲ့ခြေရိုးနဲ့နင်း၍သုံးဆောင်ခြင်းက၎င်းလှူရန်ပါကုံဤဟုတဲ့အပိုက်ကို ရှေးရှေးစရာ အစဉ်ဆက်ကပင်ထဲ့သွင်းရည်စဲချလိရှိပါတယ်။အဲ့လိုရည်စွဲချခြင်းဟာအရှင်ဖျားတို့ဤသို့သုံးဆောင်ကြပါလို့ပြောဆိုတာမဟုတ်ပါဘူး။ အဲ့လိုသုံးဆောင်သည့်တိုင်အောင်ခွန့်လွတ်ပါသည်လို့လျှောက်ထားခြင်းသဘောပဲဖြစ်ပါတယ်။တန်ခိကအကြောင်းကို သုံးဆောင်တဲ့ယဟန်တို့ကလည်းဒီလိုမတန်မရှင်းသုံးဆွဲကြမည်မဟုတ်ပါဘူး။တသိန်းနံကပလာကိုလူတဲ့ဒါယကာကဤကပလာကိုအရှင်တို့သဘောအတိုင်းခြေတုပ်ဘွားလှုပ်လို့ကလှုပ်ပါ။အိယအခင်လှုပ်လို့ကလှုပ်ပါ။မြေခင်လှုပ်လို့ကလှုပ်ပါလို့ဆို၍လူတော်လဲအလူခံသူပုပ်ကိုကခြေတုပ်လှုပ်မည်မဟုတ်ပါဘူး။အိယခင်သာလှုပ်ပြီးလိမ့်မယ်။ဒါယကာကသာစေတနာလျှောက် ရှောက်ထားခြင်းဖြစ်ပေတယ်။တန်ကြီးကအเจ้าမှာပေးပေးကြံကြံနေထိုင်သုံးဆွမှုကြောင့်သူစီလောမခရလောမဘလူဖြစ်ကြရတဲ့ထုံးကိုနှလုံးသွင်းအရာတန်ကြီးကအเจ้าကိုလှူခံရတဲ့ယဟန်တန်ဃာတော်များကရိုသေလေးစားစွာ3000ဆောင်နေထိုင်ကြမိတာဖြစ်ကြောင်းနှလုံးသွင်းစီလိုပါတယ်။စား နောက်မိခွန်းတစ်ခုကတော့သူ့ကနာမျိုးကဥတည်အောင်ကမိထားတာပါနံပါတ်1မိခွန်းကတော့အရှင်ဖုရားတဲ့ရှေးရှေးမြတ်စွာဘုရားတော်လက်ထက်ကအနာဂံဖြစ်၍သုဒ္ဓဝါဒဘုံကိုရောက်ပြီးယဟနာဖြစ်နေတဲ့မြမကြီးတွေယဟနာဘဝနဲ့ဘုံမစိုးနတ်မင်းကြီးတွေဖြစ်ဖြစ်ခါ ဒီလူပြီးမှာပင် တကဘာအထိတတန်းရှိကြတဲ့ယဟန္တာနတ်မင်းကြီးများရှိကြတယ်လို့ဆိုပါတယ်တဲ့ဘုရားသာသနာတော်အတွက်မှာဒါမတရားဖို့တရားများကိုရရရကြောင့်ဝိပဿနာတရားများရှိနိုင်ပါတယ်ဘုရားသာသနာကိုရင်ဒီတရားများမရှိတော့လို့လည်းသိရပါတယ်တတန်းရှိတဲ့ယဟန္တာပြမမင်းကြီးနတ်မင်းကြီးတို့ရှိနေလျက်သာသနာ့ကွယ်နေသည်ဆိုဒီမှာစဉ်းစားရခက်လာပါတယ်တဲ့ ။နောက်နံပါတ်2မိကွင်းကတော့ဘုရားအလောင်းတော်ဟာဒုက္ခရစရိယာအကျင့်ကိုနိဗ္ဗာန်ရောက်ကြောင်းအကျင့်လို့မှားယွင်းပြီးကျင့်နေတဲ့အခါဒီယဟန္တာမြမကြီးတွေနတ်မင်းကြီးတွေကလမ်းမကျင့်နေမှန်းသိပါလျက်ဘာကြောင့်လမ်းမှန်ရအောင်သတိမပေးဘဲနေချပါတည်းတဲ့ဒီပြဿနာနှစ်ရက်ကို ရှင်းပြတော်မူပါဗျာလို့မေးမြန်းလျှောက်ထားလာပါတယ်ဒီမိကွန်းကိုဆရာတော်ကဒီလိုဖြေကြားထားပါတယ် ရှေးရှေးဖရာများလက်ထက်ကရဟန္တာဖြစ်ခဲ့ကြတဲ့မြမကြီးတွေနတ်မင်းကြီးတွေကဒီဖရာလက်ထက်အထိရှိနိုင်ကြသည်မှာမှန်ပါတယ်။ဖရာတဆုနဲ့တဆုချာဟာသာသနာပဖြစ်တယ်။သာသနာပအခါနိုင်လဲ၎င်းတို့သက်ရှိထင်ရှားရှိနေသည်မှာမှန်ပါတယ်။သာသနာပအခါမှာမက်ဖို့တရားများ क्वे သွားပြီဆိုဒီမှာဒီတရားတွေကိုဟောပြောမှုအားထုတ်မှုရရှိမှုများ क्वे သားကြောင်းမှာဆိုပါတယ်အဆိုပါမြမမင်းကြီး နတ်မင်းကြီးများက၎င်းတရားရရှိနေပြီး၎င်းတို့တရားနဲ့၎င်းတို့နေထိုင်ကြပါတယ်။တခြားသူဟောပြောခြင်းအာထုတ်စေခြင်းမပြုနိုင်ဘူး။အဲ့ဒီလိုမဟောပြောနိုင် အာမထုတ်စေနိုင်တရားမရရှိစေနိုင်ခြင်းသည်ပင်သာသနာကွယ်နေခြင်းပင်ဖြစ်တယ်။သာသနာပမှာပြစ်စီကဗုဒ္ဓများကလည်း၎င်းတို့ဘာသာ တရားရနိုင်ကြပါတယ်။သို့တော်ဟောပြောခြင်းတရားရစေခြင်းကိုမတတ်နိုင်ကြပါ။မြတ်စွာဘုရား မဖြစ်မီဒုက္ခစရိယာကျင့်မှုမှာဖရာအလောင်းတော်ရရဲ့တဘာဝပဲဖြစ်တယ်။ဖရာမဖြစ်မီအနည်းဆုံး9ရက်အများဆုံးတစ်လမြတ်ကျင့်ဖြစ်အောင်ကျင့်ရတယ်။ကောရမမြတ်စွာဘုရားအလောင်းတော်6နှစ်ကျင့်ရတာကတော့ဝစီဘေရဝိဘေကကြောင့်ဝိပါကကြောင့်သာဖြစ်ပါတယ်။ ဒုက္ခရစရိယာအကျင့်ကိုကျင့်ရသည်မှာဘုရားလောင်းတော်များဟာအည်မြကျွမ်းပါစေအကြောမြကြံပါစေအယိုးမြကျွမ်းပါစေအသာအသွေးခန်းချောက်သွားမှုသွားပါစေဟိုတဲ့အင်္ဂါရက်၄ပါးရှိတဲ့မြည်သူမမတုပနိုင်တဲ့ဝရိယလုံလာတော့နဲ့အာထုရမြဲဖြစ်တယ်ပါရမီတော်၁၀ပါးအပြား၃၀ပြည့်စုံပြီးတော့ ဘုရားအဖြစ်ကိုလွဲလွဲပင်ရနိုင်တော့လဲမြတ်စွာဘုရားတော်ဟာဘယ်သူမှအာမထုတ်နိုင်တဲ့အာထုတ်မှုမျိုးကိုအာထုတ်ပြီးတော့လောကမှာရှိသမျှအာထုတ်မှုအလုံးကိုအဆုံးတိုင်အာထုတ်တော်မူပြီးမှလမ်းမှန်သို့ရောက်ရှိ၍ဘုရားအဖြစ်ကိုရာကြောင်း ြည့်စေလိုခြင်းနဲ့အတ္တကိလမထအကျင့်ဟာအမြတ်တရားရာကြောင်းမဟုတ်မိစိမပရိပရာအကျင့်သာအမြတ်တရားရာကြောင်းဖြစ်ပုံကိုသိစေလိုခြင်းလက်တွေ့အကျင့်နှမျိုးကိုနှိုင်းရှင်ပြသလိုခြင်းအပြင်လေဒုက္ခရစရိယအကျင့်ကိုကျင့်ရခြင်းဖြစ်တယ် ဒါအပြင်လောကဥပမာအားဖြင့်ခမဲတော်နတ်ရွာဆိုင်ရဲ့အလွယ်တကူမင်းဖြစ်ရသူတဲ့စစ်တိုက်၍ထိနှံကိုရရှိမင်းဖြစ်ရသူကမင်းအဖြစ်၌ပုံမိုး၍ဝမ်းမြောက်ခြင်းနဲ့နှစ်သင်ရတဲ့ကဲ့သို့တိုင်းသူပြည်သားတို့ရဲ့လေးစားမြတ်နှုံးမှုကိုရတဲ့ကဲ့သို့ဘုရားအဖြစ်ကိုလည်းအလွယ်တကူရယူခြင်းတဲ့ခဲခဲရင်ရင်ရယူခြင်းဖြင့်သာနတ်လူတတ္တဝါတို့လေးစားမြတ်နှုံးမှုပုံမိုးလာဝဲဖြစ်ရတယ်အဲ့ဒီလိုဘုရားလောင်းတော်တို့ရဲ့ဓမ္မရာ တဘာဝဒုက္ခဆရိယာကျင့်သုံးရာအချင်းကိုယဟန္တာပြမကြီးများတိတိဖြစ်စေမတိတိဖြစ်စေလာရောက်တည်ပေးခြင်းလမ်းမှန်ရောက်အောင်ထောက်ထောက်ပြပြောဆိုခြင်းပြုရန်ကအရာမဟုတ်ပဲဟုတိတိတိုင်အောင်လဲဖျားလောက်အောင်စောင့်ရှောက်ပေးရန်မှာတပါဘယ်လိုမှအကူအညီမပေးနိုင်ချေဘူးမြတ်စွာဘုရားတို့ဒီဆရာမကိုတာယတာယပူညာနဲ့အလိုလိုသာသစ္စာလေးပါးကို သိကြရမယ်ဖြစ်ပါတယ်လို့ဖြေမိန့်ထားပါတယ်